တကမာလုံးကမြန်မာပြည်သက်တွေစိတ်ဝင်တစားစောင့်မျှော်အားပေးနေကြတဲ့ကျွှေရွှေအပန်ရဲ့ချန်ပီယံလူပွဲကြီးကုန်တော့ဒီကနေ့ဒီဇင်ဘာလ9ရက်တနင်္ဂနွေနေ့မြန်မာစံတော်ချိန်နေ့လယ်7:00နာရီခွဲမှာကြည့်ရှုကြရတာဖြစ်ပါတယ်။ကျွှေရွှေအပန်နဲ့ပန်တိုဂျာရီရဲ့ပွဲစဉ်မတိုင်ခင်ရှေ့ကထိုးသက်သွားတဲ့ UFC Flyweight တန်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ Brandon Moreno နဲ့ Tetsuro Tarado ရဲ့ပွဲစဉ်မှာတော့ Tetsuro Tarado က Brandon Moreno ကိုဒုတိယချီမှာ TKO နဲ့အနိုင်ရရှိသွားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဂျိုရှွာဗန်ရဲ့ပန်တိုချောင်းရဲ့ပွဲစဉ်ကိုဆက်လက်ကြည့်ရှုကြရတာပါပထမဆုံးကွင်းထဲကိုဝင်ရောက်လာတဲ့ဖိုက်တာကတော့ဂျိုရှွာဗန်ဖြစ်ပြီးမြန်မာလန်လွမ်းခြုံထားပါတယ်လက်စပီကာမှာရှိတဲ့ T-Mobile Arena ကွင်းကြီးမှာတော့ပရိသတ်တင်အားပေးတန်ကတကယ့်ကိုတခဲနဲ့ပါပဲ UFC တမိုင်းမှာတော့ဒီပြိုင်ပွဲကြီးပေါ်အမျိုးမျိုးသုံးသပ်မှုတွေရှိနေသည့်အတိုင်းအောင်ဂျိုရှွာဗန်အနေနဲ့စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ပရိသတ်ပြောပြမှုပေးနိုင်တဲ့ပွဲမျိုးကိုထိုးတဲ့ဖိုက်တာအပြင်ပရိသတ်တွေကြားမှာအထူးရေပန်းစားနေတာလည်းဖြစ်ပါတယ် ဂျိုရှွာဘန်ကအသက်24နှစ်အရွယ်ပဲရှိသေးတဲ့ fighter 2လည်းဖြစ်ပါတယ်။အရက်က9ပေ9လက်မှဖြီးပွဲစဉ်အတွက်သက်မှတ်ဝေကိုတော့124.5ပေါင်နဲ့ဝေးရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်ကွင်းထဲကဝင်ရောက်လာတာကလက်ရှိ Flyweight တန်ချန်ပီယံပန်တူဂျာပဲဖြစ်ပါတယ်။ပန်တူဂျာက UFC မှာ16ပွဲကစားထားပြီး16ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးချန်ပီယံကပ်ဘက်ရရှိပြီးနောက်မှာတော့ချန်ပီယံကပ်ဘက်ကို၄ချိန်ထိကာကွယ်ထားနိုင်တဲ့ Fighter 2ဖြစ်ပါတယ်။သူအနေနဲ့ Joshua Van နဲ့ပွဲစဉ်ကချန်ပီယံကပ်ဘက်ကို၅ချိန်မြောက်ကာကွယ်တဲ့ပွဲလင်းဖြစ်ပါတယ်။ အသက်35နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ပန်တူချာရဲ့ချန်ပီယံကပ်ဘက်ကာကွယ်မှုအသက်24နှစ်အရွယ်ပဲရှိနေသေးတယ်။ချိုချိုအဘန်ရဲ့ချန်ပီယံကပ်ဘက်စင်ခေါ်ထူတမ်းမှုသူတို့နူးရဲ့ထိတ်တိုက်တွေ့ဆုံမှုကတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတယ်လို့မြန်မာနိုင်ငံသားတူအနေနဲ့ချိုချိုအဘန်ရဲ့ပွဲစဉ်ကိုကြည့်ရှုရတာကတကယ်ကိုရင်ခုန်စိတ်လှုပ်ရှားဖို့ကောင်းပါတယ်။မြန်မာပြည်အပြစ်သက်တင်ရောကဘာရရက်ကမြန်မာပြည်သက်တွေကပါကျွှွှာပန်ရဲ့ပွဲပေါ်အထူးအယုံဆိုင်ပြီးအားပေးနေကြတာလည်းဖြစ်ပါတယ်။ ပွဲကချန်ပီယံလူပွဲဖြစ်တာကြောင့်9မိနစ်5ကြီးကြီးရှုံအောင်မှာဖြစ်ပါတယ်။ပင်မဖိုက်တာနှစ်ယောက်လုံးကတော့ပွဲမတိုင်ခင်ပွဲချိုပြောစကားတွေမှာတော့အတိအကျလဲထိုးကြမယ်လို့ပြောထားတာတွေ့ရပါတယ်။ ပွဲစားပြီဆိုရင်ဂျိုရှုအာဘန်ကိုပန်တူဂျာကအောက်ခြေကန်ချက်ကန်နဲ့အိမ်နောက်ပန်တူဂျာအနေနဲ့ဂျိုရှုအာဘန်ကိုအမြင့်ကန်ချက်ကန်တဲ့အချိန်မှာဂျိုရှုအာဘန်ကပြန်ပြီးတော့တွန်းလိုက်တဲ့အချိန်မှာပန်တူဂျာလဲကျသွားပါတယ်။လဲကျတဲ့အချိန်မှာလက်နဲ့ထောက်လိုက်တာဖြစ်တဲ့အတွက်လက်ကကျိုးသွားခင်တာဖြစ်ပါတယ်။ပန်တူဂျာလက်ကျိုးသွားလို့စိတ်မကောင်းဖြစ်ကြပေမယ့်ဂျိုရှုအာဘန်အနိုင်ရရှိသွားတဲ့ပုံတနိုင်ငံလုံးကပျော်ရွှင်ဝမ်းသာနေကြတာဖြစ်ပါတယ်။